အဲ့ဆင်းနေရင်ဘာဆင်းနေရင်လဲဘာဘာဆင်းနေရင်လဲဟဲ့တရားခံရတယ်တရားဆင်းနေရတယ်ဆရာဆင်းပြတာပဲအတိကျနေတာရှိနေတာမေးလို့ရတယ်ပေါ့ဒီကျနေတာမရှိဘူးဆရာရှင်းပြရှင်းပါရှင်းတယ် တော့ကျွန်တော်ပြောပါလဲဆိုတော့အဲ့ဒါဒါပါတော့အခုသူကဒါအင်္ဂလိပ်လို့ဆိုရင်တော့ကျွန်တော်ကအဲ့ဒါဓမ္မမြင်ရတာကြတော့သူက reality ကိုပေါ့ reality ဆိုတာတကယ်အစ်မှန်ပေါ့ reality ကိုသူကမြင်အောင်ကြည့်ရတာပေါ့လေသူကသူကသူကဓမ္မသူကနှစ်ခုလုံးပေါ့သူကလောကမြင်ရလဲသူကရှိရတယ်ပေါ့အဲ့ဆိုတော့ဟိုဟိုတခါလေပေါ့ ဟိုစစတယ်ပေါ့အကုန်လုံးတွားပါလေဆိုတော့အာငါးပိုင်းငါးဆိုင်မဟုတ်ဘူးဆိုပြီးတော့ဆိုပြီးတော့လောကမှာတော့ live ပြောလို့လည်းမရပြန်ဘူးလေဘာလို့ဆိုတော့စစတယ်ပေါ့တငယ်ချင်းတွေကိုဆိုတော့ပြောလို့ဟာလာငါးပိုင်းငါးဆိုင်မဟုတ်ဘူးဆိုတော့လည်းတွားပါဖြစ်လေလက်ခံပါမယ်လက်မခံဘူးပေါ့တွားလူအများစုကတွားပါလေဆိုတော့ဓမ္မအမြင်မရှိဘူးပေါ့တွား personal view ပဲပါလေကြည့်ကြတယ်ဟာလာဒါကောင်းနေဆိုရင်လည်းတွားပါလေကောင်းတာပဲဟာလာဟာလာဟိုတခါလေရှိတယ်ငါအခုဆိုရင်ပြောရည်လေဟာလာအဲလောဘဒေါသမောဟတွေရောက်ပါလေ ဟလာဆင်းရဲဒုက္ခတွေရောက်ရတာဆိုတော့ဒါဆရာမကြီးကပြန်မမေးလို့ပါတချို့တွေဆိုရင်ပြန်မေးတယ်တော့ဟလာတချို့ကျတော့လောဘနဲ့လိုချင်မှတော့ပါလဲဆိုတော့ဟလာစူးစမ်းမှာပေါ့ဒီလိုရှိရလေတို့ကတခါလေကလေးတွေကိုလည်းတခါလေကျွန်တော်ကဟိုပါပေါ့စူးစမ်းကြင်အောင်ဆိုပြီးတခါလေမနာလိုပြအောင်ပြောကြတယ်မနာလိုပြအောင်ဆိုတာဟိုကျွန်တော်တို့ငငယ်တော့လည်းပြောကြတယ်ဟာနင်းအဲ့ဒါအင်းတန်းနေရဘသူကတော့ဟာလားအနေနဲ့တာပြီဟာလားဟိုနေကအတော့မကြဘူးစသည်ဖြင့်ပေါ့အတခါလေး နေသူ့ရဲ့ဟလာမစင်ဟိုစားပါလားဒီတော့ပြောရတယ်လူကြီးတွေကမမှန်တော့ဘာဖြစ်တာလဲသူကကြိုးစားအောင်ပြောတာပေါ့သူကသူကမနာလိုစိတ်ဖြစ်အောင်ဟလာနောက်လောဘစိတ်ပေါ့လေဟလာဖြစ်အောင်သူကပြောတာပေါ့ဒုတိယလည်းမရှိရင်မလိုချင်တော့ရင်ဘာလဲမကြိုးစားတော့ဘူးပေါ့ထင်တာပေါ့ဟလာယူတဲ့တရားတွေလုံရင်ဟာလောကကြီးကိုစိတ်ကုံသွားမှာပဲအဲဒီလိုပြောကြတာမရှိဘူးလားရှိပါဘူးအဲသူကဟို ဒီလိုတည်းရှိတယ်ဒေါသပေါ့ဒေါသဆိုတာစိတ်ဆူတာပေါ့ဟုတ်လားအာသူများဒေါသမရှိဘူးဆိုရင်သူများပြောတတ်မြပါလေငြိမ်ခံနေမယ်ဟုတ်လားကို့ပါလေဝိုင်းပြီးတော့ပါလေနေကြမယ်အဲနေကြမယ်ဟုတ်လားဒေါသမထွက်ဘူးဆိုရင်လည်းဘာဖြစ်မလဲအဲအနေကမ်းမယ်ပေါ့ဒီလိုပြောကြရအောင်မရှိဘူးလားရှိပါဟုတ်လားအဲ့တော့အလောဘဒေါသကို तू ကကောင်းတယ်လို့မြင်တာပေါ့လေပြောနေတာတနည်းပေါ့ဒါလည်း तू က personal ပဲ तू အလောဘမရှိရင်ပါလေ ။သူကလူချင်းစိတ်မရှိရင်လည်းရွှေတွေပြောရည်အာသူကလူချင်းစိတ်မရှိဘူးမကြိုးစားဘူးပေါ့။မမဟဲ့လားသူကဘာလဲဆိုတော့သူကသူကသူကဓမ္မမြင်နေပေါ့လေကြိုးစားတာနဲ့သူကလောကမြင်လဲသူကအဲ့တိုင်းပဲပေါ့ဟဲ့လားသူကသူကပြောဟိုလောဘနဲ့ကြိုးစားရည်လည်းမရှိဘူးလား။သူကလောဘနဲ့ကြိုးစားရင်တော့ဘာဖြစ်လဲဆိုတော့သူကဟိုရတာလေသူကရှိမှာပဲဒီသူကဒါပါတော့ဟိုအခုလို့ဆိုရင်ဒါဟိုဘယ်လိုပြောမလဲ ဘောလုံးတင်းနေပါရေဆိုရင်လည်းသူတို့ဟာအောင်မြင်မှုပါလေစားလောင်နေတယ်လို့ဟုတ်လားဘယ်လိုမပြောဘူးလားဒါပေမဲ့သူကလောဘနဲ့ကြိုးစားတာကြတော့သူပူလောင်တာပေါ့အဲပမောကကျုပ်စီရတော်ကြီးဟောထားတာရှိရဲ့သူကဒီကနေ့တော့သူကကျွန်တော်ကဝရိယနဲ့ကြိုးစားဝရိယနဲ့သူကပညာနဲ့ပေါ့သူကကျွန်တော်ဟိုလောဘရှိတိုင်းကျွန်တော်ကကြိုးစားမယ်အောင်မြင်မယ်လို့ကျွန်တော်ထင်တာလေဒီကလူတွေတကယ်တော့လောဘကတော့ရှိပြီးသားပဲတကယ်တော့ဗာလေဟိုပတ်စံချမ်းသာခြင်းကြတာပဲလေဒါပေမဲ့ကြိုးစားတိုင်းသူကအောင်မြင်လို့လားမအောင်မြင်ဘူးလေသူက တကယ် तू ကလောဘရှိတာတော့ तू ကစူးစမ်းတယ်ဒါပေမဲ့ तू ကစူးစမ်းနိုင် तू ပါလေအောင်မြင်တာမဟုတ်တကယ် तू ကပညာပေါ့ तू ကတတိပညာပေါ့ तू ကဆိုတော့ဥမာကျွန်တော်ကဟိုဘယ်လိုပြောမလဲဥမာရေးလို့ခြင်းနဲ့ထားပါတော့ तू ကဟိုရေးလို့ခြင်းတော့ तू ပါလေဆိုတော့ထားပါတော့ရေးတွင်တူတယ်ထား तू ကပညာဉာဏ်မရှိဘူးဆိုရင် तू ကပါလေဆိုတော့ဘယ်ရေးတွင်ထက်တဲ့နေရာ तू ကမသိဘူးလေရန်တမ်းပြီးတော့ပါလေတူးပါပဲအော် तू ကအဲ့တော့ရန်တမ်းပြီးတူးတော့ तू ကဒီခါလေးဟို မထွက်တာလည်းပြင်မယ်ထွက်တာလည်းပြင်မယ်မထွက်ရင်သူကဘာပြင်မလဲပင်မဆင်းရဲတာပဲဖတ်တင်တာပေါ့သူကသူကတကယ်တကယ်ကကြောက်ပါလဲဆိုတော့စ조사မှုကပါလဲဆိုတော့သူကပညာနဲ့ဝိရိယနဲ့သူကဖြစ်ရမှာပေါ့သူကလောဘကြောင့်ဖြစ်တဲ့ဝိရိယကိုပဲသူကပါလဲဆိုတော့ဟိုဟို조사တယ်လို့ထင်နေတာပေါ့သူကလောဘလိုချင်တယ်သူကကြိုးတော့조사တယ်ဒါပေမဲ့သူကလောဘကြောင့်သူက조사တဲ့အတွက်သူကအမှန်မမြင်တော့ဘူးတခါလေကျွန်တော်တို့ရှိရလေဟဲ့လားဟိုအခုဖုန်းနေပါဆိုရင်တခါလေပါလဲဆိုတော့ ဟာတင်ဖုံးကနေပြီးတော့လေဟာလားဗါလေတိန်30ပောက်ပြီတဲ့မပြောဘူးလားပြောပြီအဲဒါပေမဲ့တိန်30ပောက်တာကိုထုတ်ဖို့တဲ့အရင်ဆုံးပါလေ password password ရအောင်လုပ်ရမယ်လေ password ရဖို့အတွက်ကြောပါလေ3000ရင်ပါလေဆိုတော့ KB ကနေလွှဲပေးပါဆိုတော့အဲ့ဒီဆီမားလေးရောတိန်30ပောက်ရင်3000 3000လွှဲမလားမလွှဲဘူးလားဟမ်ပုံမှန်ဆိုရင်တော့လွှဲပြပါဘောတိန်30ရမှာအဲတိန်30ရမှာဆိုတော့ပညာတွေးလိုက်တာဘောအဲ့ဒါမဖြစ်နိုင်ဘူးဆိုပြအဲ့မဖြစ်နိုင်ဘူးလား ကိုပဆိုင်ရင်အဲတချို့အရန်လောဘကြီးရဲ့လူဆိုရင်ဘာဖြစ်လဲဟာတိန်းသုံးနဲ့ပေါက်တာလေပေါက်တယ်ဆိုတာနဲ့သူစဉ်းစားနိုင်နေလားမစဉ်းစားနိုင်ဘူးလေမစဉ်းစားနိုင်မင်းနဲ့ဘာဖြစ်လဲတွဲလိုက်တွဲလိုက်တော့ဘာဖြစ်ပါလဲအလင်ကန်းတာပေါ့ဟုတ်လားအဲ့တော့ဘာလို့လင်ကန်းရလဲပညာဉာဏ်မရှိဘူးပညာဉာဏ်မရှိဘူးဘာလို့ပညာဉာဏ်မရှိရလဲဆိုတော့အဲ့တိန်းသုံးနဲ့ရရဆိုတာနဲ့လောဘတက်တာ လောဘတက်သွားတော့သူကဗာလဲစဉ်းစားနိုင်နေလားသူကအဲ့လောဘနဲ့လောက်တာတွေကသူကဗာလဲဆိုတော့သူကကျိုးတော့ကျိုးစားတာပဲဒါပေမဲ့ကျိုးစားမှုကဗာလဲဆိုတော့အမှားတွေများတာပေါ့အကျိုးတွေရှိရလေငွေတိုးချိစားတယ်ဆိုတော့ဗာလဲဆိုတော့ဟာတယ်သူကအာငါ့ကိုဟဲ့လားဘောက်ချိဟာတယ်တစ်ဆယ်တိုးပေးမယ်ဆိုတာနဲ့သူကဗာလဲသူကအတိုးပဲမှတ်တာဟုတ်ဟဲ့လားဟာဟဲ့လားဒါပါတော့ငါတသိန်းချိလိုက်ရင်ဟာတစ်ဆယ်တိုးဆိုတော့ဗာဖြစ်မလဲဘယ်လောက်ရမလဲအဲ့တောင်းဆိုဟာဟာ၁၀လမ်းနေပါလေအရင်ကြည့်မယ်ဟာလား အဲဆိုပြီးတော့သွားနောက်တော့သွားပါလေအရင်မှမရတော့သူအတိုးပဲ၄၅လောက်ပေးပြီးတော့နောက်မပေးတော့ဘူးဒါပါတော့သူအမှန်ဟောပါလေမစင်းစားနိုင်ဘူးပေါ့အဲတော့လောဘကြီးရင်တော့ပါလေဆိုတော့လောဘကြီးမှကြိုးစားမယ်ပဲပြောတာဒါပေမဲ့သူကြိုးစားမှုကပါလေအမှန်ပညာဉာဏ်မပါဘဲနဲ့ကြိုးစားတာမျိုးတွေပါလေဖြစ်ကုန်တာပေါ့အဲဒါကြောင့်ကျွန်တော်ပါလေဆိုတော့လောဘနဲ့ကြိုးစားတာတွေကပြောရင်တော့အောင်မြင်ဖို့ပါလေမတိကြဘူးပေါ့အဲ့တော့လောဘနဲ့ကြိုးစားတာမျိုးမဟုတ်ဘဲနဲ့ပေါ့ဟဟလာတတိဉာဏ်ပညာနဲ့ပါလေ 調査တာမျိုးကျွန်တော်ပါတယ်ဖြစ်အောင်လုပ်ရမှာပေါ့အဲ့တော့တကယ်တော့ကျွန်တော်တို့ကဟုတ်လားဟိုဟိုဘယ်လိုပြောမလဲတတိယဉာဏ်ပညာရဲ့စွမ်းအားကိုကျွန်တော်တို့ပါလဲမသိဘူးပေါ့ဒီလောဘနဲ့လုတ်တယ်ဟုတ်လားဒေါသနဲ့ဆိုတဲ့ဒီတိုင်းပဲပေါ့ကျွန်တော်ကအာဒီလိုပြောရတာမဟုတ်ရင်ပါလဲမခံနဲ့သူကဒေါသထွက်ပြပေါ့လေဟုတ်လားအဲကိုကခံနေမှာဖြစ်မလဲကိုကဘာဖြစ်နေမလဲနိုင်ကြည့်မယ်ယောဂီတွေအဲယောဂီတွေဆရာမတွေကမဟုတ်ရင်ခန္ဓာလား မဟုတ်ရင်ခံရမှာလားဟုတ်ရင်ခံရမှာလားခုသားကမကောင်းတယောက်ကပြောတယ်ဒါအဲ့ဒါမကောင်းတာကိုပြောရင်ခံမလားမခံရဘူးလားအမေရောခံလိုက်တာခံလိုက်တာပဲဒီကဆရာမရောခံမလားမခံဘူးလားဟာပညာနဲ့ပြန်ပြီးရှင်းပြီ။အော်ပညာနဲ့ပြန်ပြီးရှင်းမယ်။အဲအဲ့တော့ပြောတိုင်း ဖြည့်ရှင်းနေရမှာလားပြောတိုင်းမဟုတ်မကန်ပြန်ပြောနေရမှာလားပြန်မပြောဘဲနဲ့ညီနေလိုက်ရင်တော့ရှင်းသွားတာပေါ့ရှင်းသွားဟာအဲတော့အဲ့ဒီအဲ့ဒါပေါ့ကျွန်တော်ကအခုကျွန်တော်မေးလိုက်တယ်ဆိုရင်တော့ဒါပါတော့ဟာလားသူကဒါပါတော့ပြန်မကိုယ့်ရဲ့မကောင်းကြောင်းကိုပြောလိုက်တယ်ဆိုရင်ပြန်ပြောမလားမပြောဘူးလားဆိုတော့နှစ်မျိုးပဲစဉ်းစားတတ်တယ်အာငါပြန်ပြောမယ်ဒါမှမဟုတ်ခဲမှလဲပြန်မပြောဘူးငြိမ်ခံမယ်ပေါ့နှစ်မျိုးပဲစဉ်းစားတယ်ဟုတ်လား तू က ပြောပါလေဆိုတော့ကျွန်တော်ကဟလာဆိုလို့ပေါ့ဥမာဒီဒီထားမှာတော့တမန်ရီချင်းကောင်းလားမကောင်းလားဆိုပဲဆိုတဲ့သူတက်ပြီးနေတော့သူကောင်းပါလားအဲသူနှစ်မျိုးပဲပြရတာပါကောင်းနေဆိုရင်လည်းကောင်းနေပေါ့မကောင်းဆိုရင်မကောင်းဘူးဒါညတို့ဒီဗုဒ္ဓကတော့သူကအဲ့မှသူကပါလေဆိုအင်္ဂလိပ်လို့ဆိုရင် if လို့ခေါ်တယ် if ဆိုတာသူကအကယ်၍ဆိုပြီးတော့မစဉ်းစားတတ်ဘူးဒါဆိုကို့ကို ်ဒါပါတော့မကောင်းစကားပြောမယ်ပေါ့အဲ့ဒါဒါမှကိုယ်စူမယ်ဆိုရင်ဒါပါတော့မခံနဲ့ဒါမှမဟုတ်လည်းပါလေတီးခံဘာမှပြန်မပြောနဲ့ပေါ့နှစ်မျိုးပဲစဉ်းစားချက်တယ်ပေါ့သူကနော်ဒီဗုဒ္ဓကျတော့သူကပါလေဆိုတော့သူအကယ်၍လာစဉ်းစားတယ် if ပေါ့သူကတချို့ကိစ္စတွေကလည်းသူကပါလေဆိုတော့ပြန်ပြောမှပြန်ရှင်းမှရှုပ်တာကမရှိဘူးလားရှိပါဘူးပြန်ပြောပြန်ဖြေရှင်းမှပြောမှပါလေဘာလို့လဲတခါလေကျတော့သွားလို့ပေါ့သူသွားလို့ပေါ့တရားပဲပေါ့သွားလို့ပေါ့ငွေကြီးကိုမင်းကပြောလို့ပေါ့ဟာလားဟို ဲ့ဒါငါးပိုင်းငါးဆိုင်မဟုတ်ဘူးဆိုတာကိုပြောပြတယ်။ဒါပေမဲ့ तू ကဒါပေမဲ့ငါးပိုင်းဆိုရင်မင်းရဲ့ပတ်စံနေပါလေငါ့ကိုပေးပေါ့မင်းဟာမဟုတ်ဘူးဆိုတာအဲ့ချိန်မှာကိုကတရားသဘောရှင်းပြမယ်ဆိုတာ तू ကနားလည်နိုင်တဲ့ဟာမျိုးပေါ့မကြည့်ဘူးဆိုရင်မဖြစ်ပါလေ။ရှုပ်ကုန်မြောင်ပေါ့ तू ကဟုတ်လား။ तू ကအဲ့တော့ तू ကဗာလဲဆိုတာတချို့ကိစ္စကြီးကတော့ပြန်ဖြေရှင်းမှာပါလေရှုပ်ကုန်နေမဖြေရှင်းမဲ့ထားလိုက်တာပါလေ။ကောင်းတယ်ပေါ့။တချို့ကြတော့လည်းပါလေဆိုတာ तू မှာနားလည်နိုင်တဲ့အတိညာရှိရဲ့အဲ့ချိန်မှာပြောပြလိုက်ရင်ပို့ပြီးတော့မပြောပါမလား။ तू လည်းတရားသဘောစပြီးတော့ပါလေ။နားလည်သွားမယ်။အော် သူကအသေးမှတ်ထားတာပေါ့အာပြန်သူများမကောင်းကြောင်းပြောရင်ပါလေအာပြန်ပြီးတော့ပြောရမယ်ခြေပါရမယ်မဟုတ်ရင်ပါလေမခံနဲ့ဟုတ်ရင်လည်းပါလေမခံနဲ့ဟာအဟုတ်ရင်လည်းမခံဘူးမဟုတ်ရင်လည်းပါလေမခံဘူးခလားအမမနာဒါပါတော့ तू ကမကောင်းပြောရင်လည်းထားပါလေ तू ကစဉ်းစားလို့ရတယ်လေ။အော် तू ပြောရတယ်ကဟုတ်လားမှန်လား။ဟုတ်တယ်မှန်တယ်ဆိုရင်လည်းပြုပြင်လိုက်လေ။ဒါအကျိုးဟုတ်လား။ကိုယ်တော့တိုးတက်သွားရတယ်။မဟုတ်ဘူးဆိုရင်လည်းသွားလို့ပေါ့။ तू နားလည်နိုင်ရင်လည်းဖြည့်ရှင်းပေါ့။ तू နားလည်နိုင်တဲ့အသိဉာဏ်မရှိရင်လည်း အပြည့်ရှင်းနေပေါ့ဟုတ်လား तू မကောင်းပြောနိုင်လဲကိုမကောင်းဖြစ်သွားရမှာမဟုတ်တာလေစသည်ဖြင့်ပေါ့တို့ရအောင်တို့တေးရတေးကြီးပဲမှတ်ကျင်တာပေါ့ဟုတ်လားပြောလို့မရတီးခမ်းပြောလို့မရပြန်မပြောနဲ့ငုံခမ်းဟုတ်လားအရာရာတီးခမ်းဆိုတာအဲ့ဒါလေတို့တစ်ဖက်ဆုံးပေါ့ဟုတ်လားနောက်လည်းအာပြောလို့မရပါလေပြန်ပြီးတော့ဖြည့်ရှင်းနေမယ်ဟုတ်လားပြောပြီးတော့မဟုတ်မကန်ပြန်ပြောနေရောလေကိုဘယ်တော့အေဂျင့်တော့မလဲဟုတ်လား မဟုတ်တိုင်းပြန်ရှိတော့နေမှာတော့မဟုတ်တာပြောတဲ့လူကလည်းလောကကြီးမှာပါလေရှိနေမှာပဲရှိနေမှာဆိုတော့အခုအဲ့ဒါမဟုတ်တိုင်းလိုက်ပြီးတော့ဖြည့်ရှင်းနေမယ်ပြန်ပြီးတော့ပြောနေမယ်ဆိုရင်လည်းဆုံးမှာမလားဆုံးပါပါအဲ့တော့အဲ့တော့တို့ပါလေဆိုတော့အဲ့ဒါအတိညာမပညာဟာလားသူနားလည်နိုင်တဲ့အတိညာရှိမယ်ဟာလားဟာလားအဲဖြည့်ရှင်းလိုက်မှအကျိုးရှိမယ်ဆိုလည်းပြန်ပြောလိုက်တာပေါ့ဖြည့်ရှင်းလိုက်တာပေါ့ဒါပေမဲ့ဒေါသနဲ့ဖြည့်ရှင်းတာမျိုးတော့ပါလေမဟုတ်ဘူးအဲ့ဒါသူနားမလည်နိုင်ဘူးဆိုရင်လည်းဒါပါလေအဲ့ဒါဟိုပါပေါ့ခွန့်တော့လိုက်ပေါ့ထားပါတော့ဟာလားတို့ အဲ့ဥပမာလေးတစ်ခုရှိတယ်သူကလူတယောက်ကသူကဘာလဲဆိုတော့ဟလာဟလာဟိုဟိုသူကအစိုးရဘဏ္ဍာဆိုတော့အဲ့ဒါသူကနေပြောင်းနေရတာပေါ့နေတကူရောက်လဲရောက်လဲရောက်တော့သူကအဲ့ရောက်ကမှသူကဒါပါတော့အိမ်ကားပြီးတော့နေတာပေါ့လေသူကအစိုးရဘဏ္ဍာဆိုတော့အဲ့ဒါသူကအဲ့သူ့ရဲ့တအိမ်ကျော်ကသူကအခုမှတိရောက်လာတဲ့လူဆိုတော့သူပတ်ဝန်းကျင်ကအိမ်နီးနားချင်းတွေကိုသူကအဲဟလာပေါ်ပေါ်ရေရေနဲ့နှုတ်ဆက်တာပေါ့ ဒါပေမဲ့တော့ तू အိမ်ပေးတိမ်ကျော်ကလူတယောက်ကိုကြာတော့ तू ကပြုံးပြီးတော့နှုတ်ဆက်ဖို့တည်းလုပ်လဲလုပ်ပေါ့ तू အဲ့လူရမျက်နှာတည်နေတဲ့သားနဲ့ဟာလာ तू ဘာလဲဟာလာဟို तू မလိုမလိုတဲ့ပုံစံမျိုးနဲ့မကြည့်လိုက်ဘူးလားအဲကြည့်လိုက်တယ်ပေါ့ဟာနောက်တနေ့ကျတော့လေ तू ကိုနှုတ်ဆက်မယ်တည်းလုပ်လိုက်ပေါ့ तू ကိုရန်လိုတဲ့အမူအရာတွေနဲ့ပါဟာလုပ်ပေါ့ဟာလာဆောင်းပြောမြောင်းပြောတွေပါပါလေလုပ်တာပေါ့ဟာလာအဲနောက်တစ်ရက်ကျတော့ तू ကိုဟာလာရိုင်မောင်းပုံပေါင်းလုံးမဲ့ပုံစံတွေပါလုပ်တော့ဟာငါဒီပုံစံတော့မဖြစ်ဘူးငါရက်ွက်လူကြီးတော့ပါလေ သွားတိုင်မှပဲဆိုပြီးတော့သွားပြီးတော့သွားလဲပြောတာပေါ့လေသွားလဲပြောလဲပြောတော့သူကရေခွက်သူကြီးကစီးစစ်လိုက်တာပေါ့သူရင်ထဲမှာတော့ကျေနပ်လားမကျေနပ်ဘူးဟဟလာသူ့ကိုသူကဖော်ဖော်ရွေနှုတ်ဆက်မှဟောက်သူ့ကိုပါလေရန်လူတဲ့အမူအရာဟဟလာစောင်းပြောမြောင်းပြောတွေပါမှာလုတ်တယ်ဆိုတော့ဟဟလာနောက်ကြတော့ပါလေဆိုတော့ရေခွက်သူကြီးစီသွားလဲသွားရေခွက်သူကြီးကစုံနေစုံနေလိုက်ကောအော်မင်းတိန်ကျော်ကလူကစိတ်မနှံ့တဲ့လူကြီးတယ်အဲ့အဲ့အဲ့ကိစ္စကိုသူကလိုက်ပြီးတော့ဟဟလာရုံမလား ်ဒါမှမဟုတ်သူကဟာဖြည့်ရှင်းမလို့ဟာမင်းခင်ဗျားဘာလို့ကြုတ်ကိုဟလာဒီလိုအမူအရာနဲ့လောက်တာလဲပြောတာလဲဆိုပြီးတော့ဖြည့်ရှင်းလို့ဘယ်ဖြည့်ရှင်းတယ်လို့လားဘာလို့မလို့ရလဲယောဂီတွေကဖြည့်ရှင်းမလားအော်ဆရာမတွေကဖြည့်ရှင်းမလားဖြည့်ရှင်းတော့ပါဘာလို့လဲကိုပြောလဲဟလာအဲ့အဲ့ရဟလာနေရာတကာဟလာအာကိုဟလာရန်လူတဲ့မူအရာလောက်တိုင်းလိုက်ပြီးတော့ဟလာဖြည့်ရှင်းနေရမယ်ပြန်ပြီးတော့ဟလာပြောနေရမယ်ဆိုရင်လည်းဟုတ်ပါမလားဟုတ်ပါဟုတ်ဘူးဒီဒါတချို့ကိစ္စတွေကပါလေ မပြေရှင်းမဲ့ထားလိုက်တာအေးမှာအဲ့ဒါသူကအယူအပြေရှင်းတော့မှထပ်ပြီးတော့မပြေနိုင်မလဲရှုပ်ကုန်ပြန်အောင်အဲ့တော့သူကတေးရတေးပဲမှတ်ထားတာပေါ့ဒါဆိုလို့ပါလေဒါအမောဟဆိုတာသူကအခိုင်အမာသဘောယူတာပေါ့အာမဟုတ်ရင်မှလည်းမခံရဘူးပြန်ဦးတကယ်ရတယ်တကယ်ရတယ်လောကမှာလည်းတယောက်နဲ့တယောက်ပါလေအစင်ပြေအောင်သူကတကယ်တော့ဒီတရားတွေပါလေတင်ကြတာပဲသူကတေးဟိုတရားဆိုရင်လည်းသူကအာထိုင်တာပဲဟိုပါပေါ့လေတရားအားထုတ်တယ်ဟုတ်တယ်ထင်တာပေါ့လေအမှန်မှန် တရားထိုင်နေဆိုတော့သူကဒီတတိထားတယ်လို့ပြောတာ။ဇလောပါဇောဇလောပါတရားရောကိုယ်မကောင်းပြောလိုက်တယ်ဆိုတာနဲ့ချက်ချင်းပဲကျွန်တော်ထားတယ်။ဒေါ်လာနဲ့ဒေါ်လာထောင်းနေမှတော့ဒါဟုတ်လား။ဟိုဒါပါတော့လားဆရာမအကြောင်းဘယ်သူကတော့ဒီလိုမကောင်းပြောနေဆိုတာနဲ့ဘာဖြစ်သွားလဲ။ဒေါ်လာထွက်သွားတယ်။အဲ့ဒါဒီလူကလာပြီးတော့ကုန်းချောရတယ်ဖြစ်နေတာပဲဒီကမပြောရင်တော့မစင်းစားနိုင်တော့ဇလောပါဖုန်းထဲမှာမဲပေါက်လို့ဟာတိန်30ပေါက်တာလေဆိုတာနဲ့ပါလေပျော်သွားတာပဲ။ ဟုတ်လားဟာမင်းခင်ဗျားကအတူဘလောက်ပေးမယ်ဆိုတာနဲ့ပျော်သွားတာပဲဟုတ်လားဖြစ်နိုင်လားမဖြစ်နိုင်လားဗါလဲမစိမ်းနိုင်နိုင်ဘူးသူကဟုတ်လားပြီးရင်တော့ဟိုလိုပေါ့လိုချင်တာပဲတည်တာပေါ့သူကပေးတဲ့သူကလည်းတချို့တွေကျတော့လိန်တာတော့မဟုတ်ဘူးတကယ်ပဲသူက30လိုးပေးမယ်ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကသူ့လုပ်ငန်းဟုတ်လားဟိုတကယ်ရေရှည်ကျတော့သူ့လုပ်ငန်းอ่ะဗါလဲဟိုမတိုးတက်မဲ့လုပ်ငန်းပဲဆိုပါဆိုသူအဲ့လိုလောက်သွားပြီးတော့ဗါလဲချေးတိုက်ကြည့်လေသူကတော့ပေးဖို့တော့တကယ်ကလိန်ဖို့တော့မဟုတ်ဘူးဒါပေမဲ့သူ့လုပ်ငန်းတွေကဗါလဲမအောင်မြင်တော့ပြက်စီးတော့သူမ အရင်လည်းမပေးနိုင်တော့အတိုးလည်းမပေးနိုင်တော့ဟုတ်ပါအဲ့တော့ဗါလေသူကစဉ်းစားနိုင်မှာပေါ့အော်ဒီလိုလုပ်တဲ့လုပ်ငန်းလုပ်တဲ့လူကိုသွားပြီးတော့ဗါလေအဲကြီးလိုက်ရင်ဟာဗါလေပတ်စံဆုံးသွားမယ်ပေါ့စတဲ့ပြင်ပေါ့ဗျာအဲ့တော့ဒီဒီလောဘဒေါသတွေကိုပေါ့လေတူကဟာလားဆိုရလို့ပေါ့တူကအာဘယ်လောက်မဲပေါက်တယ်ဆိုတော့လည်းဗါလေပျော်လာတာပဲအဲ့ဘယ်သူကတော့နင့်ကြောက်ဘယ်လိုပြောတယ်ဆိုတာထောင်းနေပါလေသူကလောဘဒေါသတွေ အေးကကျွန်တော်တို့ဘာလို့ဆိုတော့လွှမ်းမိုးနေတယ်အဲ့ဒီလောဘဒေါသတွေကိုကျွန်တော်ကမလွှမ်းမိုးအောင်ဆိုရင်သူကနံပါတ်1သူကတတိလာတာပေါ့အဲ့ဒါကြောင့်ကျွန်တော်ကတတိထားတဲ့အကျင့်ကိုစပြီးပါလေလောက်ရတာဟဲ့လားနာဒီဝမဟာလာဆိုတော့လောဘတရားတိုင်းနေဝင်နေထွက်တယ်ဝင်နေထွက်တယ်ဆိုရင်ဒါဘာလို့ကြတယ်မတတိကတာသူကဘာလို့တတိကတာလဲဆိုတော့အဲ့လိုတတိကပါများတော့မှဆိုလိုပေါ့ဒီလောဘစိတ်ဒေါသစိတ်တွေဖြစ်လာတဲ့သဘာဝကိုကျွန်တော်တို့ဗါလဲနားလည်လာတယ်ပေါ့နားလည်လာတော့ဆိုလိုပေါ့လောဘဒေါသက မလွှမ်းမိုးတော့ဘူးပေါ့ဒေါ်လာပြတိုင်းနဲ့ချက်ချင်းကြီးပါလေမပြောတော့ဘူးအဲ့ဒါအဲပြောတင်နဲ့မပြောတင်နဲ့ဆိုတာကိုဘာလို့လဲသုံးသက်သုံးသက်စဉ်းစားပြီးတော့ပါလေပြောတာပေါ့တခါလေးတော့ပါလေဆိုတော့ဟိုဟိုအစင်မပြေတာလေးကတော့အဲဒါပါတော့ကြုံတာပဲဒါပေမဲ့အဲအစင်မပြေတဲ့ပုံမှာကိုကပါလေဒေါ်လာနဲ့ပြောလိုက်တော့မှအာနေရောက်ရန်ပြစ်အစိတ်တွေဆိုအဲ့ဒီပြဿနာပူကြီးနေတယ်ဟဲ့လားတခါလေးအဲဒါကဒါကလေးကျတော့လေဒီပြဿနာကိုပြောလိုက်တော့မှသူကနောက်မလုပ်တော့မှပါလေ အဆင်ပြေသွားတာမျိုးလည်းပါတယ်အဲရှိတယ်ပေါ့ဟောပေါ့ဟိုရင်းနာကတော့ပြဿနာဖြစ်တိုင်းဟလာဖြေရှင်းရမယ်ဟလာဒါဟုတ်တယ်အဲငိန်ခံနေရမယ်နှစ်ခုလုံးကပါလေဆိုတော့အစွန်ရအစွန်ကြီးပဲပေါ့ဆိုတော့ပေါ့အာဟိုမကောင်းတာပြောနိုင်လိုက်ဖြေရှင်းရမယ်ဆိုရင်လည်းအစွန်ဖြစ်သွားတာပေါ့ဒါဟုတ်တယ်ငိန်ခံနေရမယ်ဆိုတာလည်းပါဖြစ်ပါလေအစွန်ဖြစ်သွားအဲ့တော့သူကတတိထားလိုက်ရပေါ့ကိုယ့်ရဲ့စိတ်ကိုတတိထားလိုက်တာနဲ့သူကအမအတိညာဉ်ပေါ်လာတာပေါ့သူကမှန်တတိထားတယ်ဆိုတာကသူကပညာဉာဏ်ပေါ်လာအောင်ပြောတာမှန်ကန်နဲ့စဉ်းစားမှုသူကဖြစ်လာအောင်သူကတတိထားတာ ဟုတ်လားတတိပဲသားနေရင်လဲသူကဟိုစိတ်တော့အေးချမ်းမှုဖြစ်တယ်ဒါပေမဲ့စဉ်းစားပုံမှန်ကန်တဲ့စဉ်းစားပုံဖြစ်ဖို့ကြတော့သူကဟိုဒီရုပ်ဒီနာမ်တွေကိုသွားလို့ပေါ့နားလည်ရတာပေါ့သွားလို့ပေါ့ဟိုဟိုဒီလောကအမြင်ပါလေဓမ္မအမြင်ဆိုတာဘာလို့လဲနားလည်ရအဲအဲသွားလို့ပေါ့ငါတို့ဥပမာပေါ့ငရုတ်တီးလေးဆက်တယ်ဆိုတာထားပါတော့တမယာကြီးလေးရှင်နေထားပါတော့တတိတော့မကတ်ဘူးလားကတ်တယ်ဒါပေမဲ့တမယာကြီးရှင်တာကိုမကောင်းဘူးလို့ထင်ပြီးတော့မှတတိကတ်ရင်လေသူကပညာဉာဏ်ပါလေမဖြစ်ဘူး ဟုတ်လားဟုတ်လားအမအဲ့ဒါသူထားပါတော့ဒီဟာလေးတောက်လိုက်တယ်ကောင်းလားမကောင်းလားအစိုးပါဘူးဟာလားထားပါတော့သူကကောင်းနဲ့မကောင်းဘူးတော့ပါလေဖြစ်သွားတယ်ဒါပေမဲ့တတိတော့ကတ်တယ်ဒါပေမဲ့ကောင်းတချို့တွေရှိရလေဒီဟာမှတ်ရင်ဘယ်လိုပြောလဲဆိုတော့ဟုတ်လားနိုင်နာတယ်မှတ်ကောင်းရင်ကောင်းတယ်မှတ်အဲ့လိုပြောတာကြားဘူးတယ်မဟုတ်လားကြားရင်ကြားတယ်မှတ်ပေါ့ဟုတ်လားအဲ့ဒါကြားတယ်ပေါ့ဟုတ်အတရားကလာပြောတယ်ဗျအတင်းပြောတယ်ဗျကြားရင်ကြားတယ်မှတ် ကြားရင်တော့ကြားတယ်လို့တော့မမှတ်ဘူးလားမှန်ပါဒါပေမဲ့ तू မကောင်းပြောတာတကယ်ပဲမကောင်းဘူးလို့ထင်ရင်တော့ဘာဖြစ်မလဲအဲ့မှာဒေါသတွေကြမှာလေသူကအော်မကောင်းမကောင်းလေဆိုတာတခါတည်းကြားရတယ်မကောင်းပြောလိုက်တာ तू ကပြုမြင်မှုပြောရတယ်ဖြစ်နေတာပဲလေအမင်းနင်းရဲ့ဒီတော့အဲဘယ်ချက်တွေကမကောင်းဘူးဆိုတာမကောင်းဘူးဆိုတာက तू ကပါလေကောင်းစေလို့ပြောတာမျိုးလည်းရှိတာဟုတ်အဲ့ဒါ तू ပြုမြင်စေချင်လို့ပြောတာဟုတ်အဲ့ဒါတချို့ကျတော့မြောက်ပြောရတယ်ရှိရတယ်ဒီကဟာ ကောင်းကောင်းတာတွေပြောတယ်အမမကောင်းတာတွေပြောပေမဲ့ကျွတ်ပါလေမြောက်ပြီးတော့ပြောတာကိုစီကညာစားဖို့ပြောတာဒီလိုမျိုးလေးဖြစ်တာဟုတ်အဲ့တော့ကောင်းတာပြောတိုင်းလည်းကျွတ်ပါလေမตายရနဲ့ပေါ့အစိုးပြောတိုင်းလည်းကို့ကိုပါလေပြုပြင်နေခြင်းလို့ကြောင်းတာမျိုးတွေပါလေအဲဖြစ်နိုင်တာပဲလေသူကပြောနေတာကဒါပေမဲ့ကျွတ်ကဆိုလို့ပေါ့သူကဒိထားတယ်ဆိုတော့ရှုမှတ်တာပေါ့လေနိုင်နာရီလို့သူကရှုမှတ်တယ်ဟာလားအဲဆိုလို့ပေါ့အဲကောင်းရင်လည်းကောင်းတယ်လို့ပါလေရှုမှတ်တယ်ဒါပေမဲ့ကျွတ်ကနောက်ကအတိလိုက်ရမှာကသူတိနေလေကောင်းနေဆိုးတယ်ဟာလား အဲအဲ့ဆိုလို့ပေါ့အော်ဖတ်ထားပါတော့ပူတယ်အေးတယ်ဟလာဒါတွေကကျွန်တော်တို့ကဗာလဲဆိုတော့လောကမြင်နေပါလေပြောနေတာဟလာဟိုလောကမြင်ရကြတော့သူကအမြင်နဲ့ပါလေမမှန်ကန်ဘူးလေအခုဒီဒီဟာကောင်းတယ်ဆိုတာကကျွန်တော်ကနေတိုင်းပဲစားကြည့်ဒါဖြစ်လာမယ်ဒီဟာမကောင်းဘူးညင်းငွေတယ်ဆိုတာဗာလဲဖြစ်လာမယ်ပေါ့အဲ့တော့ကောင်းတယ်မကောင်းဘူးဆိုတာတွေကအမြင်မှန်ကန်တာမဟုတ်ဘူးငါပိုင်နေငါဥစ္စာဆိုတာတွေကလည်းပါတယ်မြင်မှန်ဘူးလေဦးကဒီနေရာငါပိုင်နေဆိုတော့နောက်ရောင်းလိုက်တော့ဗာဖြစ်တယ်ကိုမပိုင်တော့ဖြစ်သွားတာ တကယ်ပိုင်နာတကယ်ပိုင်နာမဟုတ်ဘူးကိုကပါလေခိတခိတတော့မြူခွေရတာအဲ့ဒါခန္ဓာကိုယ်ကြီးကိုကိုယ်တော်တိုင်းအဲ့ဒါဒီတိုင်းပဲအဲ့ဒါအမြဲဖြစ်နေမှာမျိုးမဟုတ်ဘူးအဲ့ဒါအတက်ကြီးလာပြီစသည်နေမကောင်းဖြစ်လာပြီဆိုရင်ကိုကိုသွားကျင်နိုင်တော့မှာပါလေသွားလို့မရတော့ဘူးလေဟဲ့လားအဲ့တော့ပြောရင်တကားတော့ခန္ဓာကိုယ်ကြီးအဆပါလေကိုမပိုင်ဘူးသူကအဲ့တော့ငါပိုင်နေကောင်းစားဒီကကောင်းနေဒီကမကောင်းဆိုတာတွေကကြတော့ပါလေလောကအမြင်ပါ personal view ပါ ဟာသူကကျွန်တော်တို့ကအဲ့ဒီ passenger view တစ်ခုတည်းကိုပဲကြည့်ပြီးတော့ကျွန်တော်တို့ကမလုပ်နေရလဲဆိုတော့ဆုံးဖြတ်နေရတယ် passenger view တစ်ခုတည်းကိုပဲကြည့်ပြီးတော့ကျွန်တော်ကဗာလဲဟို judge လုပ်တယ်စသည်ဖြင့်ပေါ့အဲအဲ့ဒီဘက်ကြောင့်ကျွန်တော်တို့ကဗာလဲဆိုတော့လောဘဒေါသတွေအေး ਨੇ ဖြည့်ရှင်းတယ်လို့ဗာလဲဖြစ်သွားသူကကောင်းတယ်လို့ထင်မှာတော့အဲ့ဒီပုံမှာဗာလဲလောဘလာတော့မှာပဲလေဟာတော်ကြီးတော့မကောင်းဘူးလို့မြင်ပြီးတော့မှဖြည့်ရှင်းနေမှာတော့ကျွန်တော်တို့ကဗာလဲဒီအမှဒေါသတဘောကတော့ဗာလဲပါနေမှာလေသူကအဲ့တော့လောဘဒေါသနဲ့ဗာလဲဖြည့်ရှင်းတယ်လို့ ဖြစ်နေတာပေါ့ဟဟဲ့တော့ကျော်ကြီးကမကောင်းမကောင်းနေဆိုတာပါလေဆောက်လို့ပါကကိုအဲဒါပါဒါပါတော့တက်တက်လွကျွေးရတာအဲဒါပါတော့အဲဒီအဲ့ဒါဒီအလူတွေဆိုတက်တက်လွကျွေးရလေတက်တက်လွစားတာကောင်းလားမကောင်းလားအဲကောင်းနေဆိုရင်တော့လေဒါတမျိုးပါတချို့ကြတော့ပါလေအသားစားကျင်တဲ့ချိန်မှာကိုကပါလေအတိုင်းကိုမကြွေးဘဲနဲ့အာဟင်းတင်းရဲ့ပဲကြွေးရဲဆိုရင်ကိုကပါလေငါငါ့ကိုပါလေ အဲတက်တက်လွတ်စားရတာမကောင်းဘူးဆိုတော့အမြင်နဲ့စားမှတော့စိတ်တွေကဘာဖြစ်မလဲမကျေနပ်တော့ဘူးဟုတ်လားဟုတ်လားအဲ့ဒါတခါလေရှိတယ်တချို့တက်တက်လွတ်စားတာကိုကောင်းတယ်လို့ယူတာကောင်းတယ်လို့ယူတော့ तू အတန်းငါးစားတာကိုလည်း तू ကမကောင်းဘူးလို့မြင်တာပေါ့ကောင်းမြင်တော့ तू ကတခါလေသူ့သားလေးကိုအတားဘက်လေးမှားထဲမိစိတ်ဆိုးတယ်ဟာဘာလဲဆိုတော့အဲ့ဒါဒီအတန်းငါးစားတာမကောင်းဘူး तू ဘာဖြစ်ဆိုတော့ဘာတက်လို့စားမှသူကဟိုတတ္တဝါတွေကိုတနာတယ်ဆိုရဲ့အိပယ်ပေါ့သူကောက်တာပေါ့အဲ့တော့အသားငါးစားရဲ့လူတွေဆိုရင်သူကဗာလေ မကြိုက်ဘူးပေါ့လူများတန်းကားစားရလည်းမကြိုက်ဘူးသူ့တဲကိုအသားလေးပါဝိုင်းနေပါလေမကြိုက်ဘူးဆိုတော့သူကလည်းစိတ်ဆိုးတဲ့စီကိုပါလေရောက်ပါတယ်အော်စိတ်ဆိုးနေမှတော့တက်တက်လွတ်စားပြီးတော့ပါဖြစ်မယ်အေးချမ်းမလားအေးချမ်းမြန်ဘူးနောက်ပိုင်းကျတော့သူကစိတ်ထားပေါ့ဗျာဒီစိတ်ထားအတိညာန်သူကမှန်ကန်ဖို့လိုအပ်တာဟလာဟိုအတိညာန်နေမပါဘူးဆိုရင်တော့သူကဘာပဲလုပ်လို့ပါဖြစ်လာတယ်เสียไม่เปียวว่ะใส่ซีเยมุฤดิโกซีเยมุฤดิผิดละหละเราเจอว่าบาเบ้ลุลุดายอมเจอว่าละตะดีเนี่ย ဉာဏ်ပညာနဲ့လောက်တတ်ဖို့လိုတယ်ပေါ့တတိယဉာဏ်ပညာနဲ့လောက်တတ်ဖို့ဆိုတာလေလောကမှာလည်းပြောနေရပဲဟုတ်လားကာလံကုရာဇဟုတ်လားဟုတ်လားဟိုတတိလက်လွတ်သွားကြည့်လေကလေးတွေကြူတာပဲပြောကွာတတိလက်လွတ်လိုက်တာနဲ့အဆင်မပြေမှုဆိုတာပါလေဟုတ်လားကာအစည်းတန်နေပါရေတချို့ဟုတ်လားဟိုစပိန်နေပဲပြောအစည်းတန်ပြည့်တဲ့လူကြည့်လိုက်အဲ့အချိန်မှာပါလေတတိလက်လွတ်သွားတယ်ဘာလို့တတိလက်လွတ်သွားရလဲဒီလားဟဲ့အသွေးစိတ်ကြီးပေါ့အသွေးစိတ်ကြီးလွှမ်းမိုးသွားတာပေါ့အသွေးစိတ်ကြီးဘာလို့လွှမ်းမိုးတာလဲ ဟောတတိမကတ်ဘာလို့တတိမကတ်ကြလဲအတွေးစိတ်လွားမို့အဲ့အတွေးစိတ်ဆိုတာလေသူကဒီစွဲတွေပေါ့ဥပဒါလို့ခေါ်တယ်ဟုတ်လားသူဒါပါတော့ကိုကမနေ့တုန်းကကိုအိမ်မှာဒါပါတော့ကိုအမေကကိုဆူလိုက်တာပဲဖြစ်ဖြစ်ပေါ့အဲဒီကဆူလိုက်တာဒါပါတော့9မိနစ်ကြာခဲ့တာပြီးသွားတော့ဗာကြံနေတယ်ဒါပေမဲ့ကိုကပါလေဆွဲသွားတယ်ငါမေရဒီလိုပြောရမလားဒီလိုပြောရမလားငါတော့သူ့ဘောဘယ်လောက်ကောင်းလိုက်တာအဲ့ဒါစနေပါအဲ့ဆွဲသွားအမအဆွဲပေါ့ဥပဒဏ်လို့ခေါ်တာပါကြားဘူးတယ်မလား အဲ့ဥပါလေဆွဲလန်းသွားတာပေါ့ဆွဲလန်းသွားတာဒီကပြောပြင်ပါလေဆိုတော့ဒါပါတော့ပြီးသွားပြီလေသူလည်းဒါပါတော့ကောင်းစီချင်းလို့ပြောတာပါစတယ်ပြီပါဒါပေမဲ့ငါဒီလိုမပြောသင့်ဘူးအမေကငါ့ဟိုစတယ်ပြီပါဆွဲလဲဆွဲရောအဲ့ဒီဆွဲလန်းမှုကပါလေဆိုတော့လွှမ်းမိုးသွားတာပေါ့လွှမ်းမိုးကအဲ့ကြောင့်ပဲပါလေတွေးနေတယ်တွေးနေတယ်ခဏခဏတွေးနေတယ်တွေးတော့ပါပြီလေဆိုတော့ဆောက်လို့ပေါ့ကိုလိုရမယ်ပြစ်ဆုံးပံမှာသူကတတိမကတ်နိုင်တော့ဘူးပေါ့အဲတတိမကတ်နိုင်တော့ဆောက်လို့ပေါ့ဆောက်လို့ပေါ့ဟုတ်လားဘေးကစပိန်ဖြတ်လာတော့မမြင်ဘူးစတယ်ပြင်းပေါ့ อ๋ออาเสมပြေမှုတွေဒုက္ခတွေမဖြစ်ဘူးล่ะမင်းကပြောခဲ့တယ်ဟာလားအစင်မပြေဘူးတွေဒုက္ခတွေဖြစ်ရတာဟာလားဘာကြောင့်လဲလောဘဒေါသမောဟကြောင့်လေဟာလားလောဘဒေါသမောဟကြောင့် तू အစွဲဥပါဒံဆိုတာလောဘဒေါသတွေအားကြီးတာပေါ့အမေပြောတာကိုမကျေနပ်ဘူးဆိုတာဒေါသပေါ့အာဒါပေမဲ့မကျေနပ်မှုတွေပြင်းထန်လာတော့ तू ဥပါဒံအစွဲဖြစ်တာအမေဘာလို့ငါ့ကိုဒီလိုပြောတာလဲဒီလိုပြောတာလဲဆိုတာဘာဖြစ်သွားလဲဥပါဒံအစွဲဖြစ်သွားတာပေါ့ဟာလားအစွဲဖြစ်ကြတော့ तू ကဘာလဲ ဆိုတော့အတွေးတွေများပြီးတော့လွန်ပြီးတော့ပါလေဒါစလို့ပေါ့ဟဲ့လားအစင်မပြေမှုတွေမကြုံလားအဲ့ချိန်မှာသူကပါလာမှာဆိုတတိကလည်းရတယ်ပေါ့တတိကလည်းအဲ့အစွဲတွေကပါလေညော့လာဟဲ့လားဩသူကတတိကလိုက်တာနဲ့ဆိုတော့ဒေါနာလည်းညော့သွားတော့မှသူကသူ့ပေါ်မှာလည်းပါဖြစ်လာတယ်နားလေလာတယ်ဩအမေကအဲငါ့ကိုဟဲ့လားဒေါနာတွက်စီခြင်းလို့ပြောတာမဟုတ်ဘူးစတိပြင်းပေါ့အဲ तू ငါ့ကိုဒီဟာကိုဒီလိုဖြစ်စီခြင်းလို့ဟဲ့လားဒီလိုလှုပ်စီခြင်းလို့ဒီလိုကောင်းစီခြင်းလို့ဆိုပြီးတော့ပါလေ မှန်ကန်တဲ့ပေါ့နားလည်မှုကလည်းပေါ်လာပညာပေါ်လာပညာပေါ်လာတော့မှသူကအေဂျင့်သွားတာသူကပြောရင်တော့တတိလဲထားမိရမယ်လေကိုကိုအဲ့ဒီစိတ်ကြီးခဏခဏဟလာဒီပေါ်မှာမကျင်မနှက်ဖြစ်နေတဲ့စိတ်ကြီးဖြစ်နေတာကိုတတိမထားမိရင်လေသူကပညာပေါ်ပါမလားဟောဒါကြောင့်သူကတတိကတော့ပထမဖြစ်ရမယ်တတိထားတဲ့အကျင့်ဖြစ်ရမယ်တတိထားတာများတော့မှသူကအဲ့စိတ်တွေပေါ်မှာနားလည်လာမယ်ဟလာလောဘဒေါသဖြစ်လာရင်တတိထားတော့မှအဲ့စိတ်တွေပေါ်မှာဘာဖြစ်လာမလဲ အဲနားလေလာမယ်မမကန်ကန်နားလေလာတာပေါ့မမကန်ကန်နားလေတာဘာလို့ခေါ်ရလဲအဲ right thinking ပေါ့ right understanding ပေါ့သူကဖြစ်လာသူကအဲ့ဒါမှသူကစောစောလို့ပေါ့ဘယ်ဟာလုံးတင်နေဘယ်ဟာပြောတင်နေဆိုတော့ right action တွေဖြစ်လာ right speech တွေဖြစ်လာသူကကျွန်တော်ကဟိုပြောရင်တော့ right understanding ပေါ့ right thinking နေမဖြစ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ speech တွေအားလည်းဘာဖြစ်လဲမမှန်ဟိုတခါလေကျွန်တော်တို့ကဘာလဲဆိုတော့ဟိုအမှန်တော့ကောင်းတဲ့ညီလို့ပြောတာပဲအမေရလဲနေရ right understanding နဲနေတာပါလေအဲ့ဒါ तू ကောင်းနေကျင်တာပဲကြည်လားသမီးကဒါပါတော့ဟာပင်ပန်းနေတာအလုတ်ကဟလာဒါပါတော့ဟလာ stress တွေများနေတာ तू ကလည်းပါလေ तू ဖြစ်ကျင်တာပဲ तू ကပါလေပြောလိုက်တယ်ပြောလိုက်တော့သမီးကလည်းဟလာအလုတ်တွေဖိအားများတဲ့အချိန်မှာအဆူခံတော့ဒီကအဲ့ဒါဒေါတာပေါ့လေဒေါတာအကြီးဖြစ်စရာမဟုတ်တော့ပါလေ तू ကလည်းအကြီးပါလေအဲဖြစ်သွားတာပေါ့ဟုတ်ကဲ့ तू ကဒီက rise speech ဖြစ်ဖို့ဆိုရင်လည်းတော့ပါလေဆိုတော့ right thinking ပေါ့သမီး အဲသူကကောင်းစေချင်တာကောင်းစေချင်တော့ဗာဖြစ်လဲဆိုတော့အဲတမီးအဲ့ဒါစိတ်ကြည်နေတဲ့အချိန်လေးကိုရွေးပြီးတော့ပြင်းနေတဲ့လက်ခံပြီးတော့ပြင်လိုက်တော့ဒါပြီးသွားတော့ပေါ့အာကိုကပြောချင်တာတကူပဲပြီးတော့ပြောထည့်လိုက်တော့ဟိုဟာလဲပါလေအဲတခြားကိစ္စကြောင့် stress တွေဖြစ်နေရင်ပြောလဲပြောခံအောင်သူကဟာစိတ်ဆိုးပြီးတော့တချို့ဆိုရင်ရွေးပြီးတော့လှုပ်အဲ့တော့ပါလေအဆင်မပြေလေးအဲဖြစ်ကုန်ကြတာပေါ့အဲ့တော့သူကအဆင်မပြေတာဒီဟာလားတယောက်နဲ့တယောက်ပေါ့ဖြစ်ကြရတာတွေကပေါ့ပြောရင်တော့လေဒါ right speech ပေါ့ဆိုတော့မှန်ကန်တဲ့ စကလုံးတုံးတုံးအစားပေါ့လေပြောပုံနေတို့ကတကယ်တော့ဟိုဟိုပါပြောင်းပြီးကြတာပေါ့လေပမာတော့ကောင်းနေခြင်းလို့တကယ်ပါလေပြောနေကြတာပဲလုံနေကြတာပဲဒါပေမဲ့တို့က rice beef မဖြစ်ဘူးပေါ့ rice beef မဖြစ်ဘူးဆိုတာတို့ကစောစောလေပေါ့တတိဉဏ်ပညာပါလေမရှိဘူးတို့ပြောရင်လည်းစိတ်ကူပဲတည်တယ်ဟာမကောင်းနေခြင်းလည်းစိတ်တခုပဲတည်တယ်ပမာတို့ကဟိုကောင်းနေခြင်းနဲ့တို့ကဘယ်လိုပြောလဲဆိုတော့ငါတို့ကစိတ်စိတ်စားကောင်းနေပဲပြောတာတို့ကတို့ပေါ့လေတို့ကစိတ်စိတ်စားကောင်း ရှိဖို့တော့လိုတယ်ပေါ့ဒါပေမဲ့အဲ့ဒီတစ်ခုတည်းနဲ့လေလောကကြီးမှာပါလေအဆင်မပြေဘူးလေသူကဟုတ်လားဒါပေမဲ့ဘုရားကသူက making ship ပါသူကဟောတာပေါ့ဘုရား making ship ပါမှာသူကဒီ writing ပါလေသူက right understanding ပါလေသူကအစိတ်သားအဲ့ဒါစိတ်သားကောင်းမှုလည်းပါလေဒါပေမဲ့စိတ်သားကောင်းမှုရှိပေမဲ့ဆိုတော့စဉ်းစားဖို့မမှန်ရင်လည်းကြောက်ပါလေကောင်းစီရင်လည်းစိတ်ခုနဲ့ပြောလိုက်တာပဲဒါပေမဲ့ဟိုကပါလေအတိမခံနိုင်တော့အပြန်ပြောအရွက်တိုက်အားအဲ့ဒါနဲ့ပို့ပြီးတော့ပါလေစင်မပြေမှုတွေပါလေကြုံရတာပေါ့အဲဒါကြောင့်မို့လို့ဒီပေါ့လေတရားထုတ်ကျဲဆိုပါလေ ဒီတတိယဉာဏ်ပညာဖြစ်အောင်လုပ်တာပဲဟာဒီဉာဏ်ပညာဖြစ်အောင်လုပ်တဲ့နေရာမှာဆိုရလို့ပေါ့အဓိကတော့နံပါတ်1ပါလေကိုယ်ရစေကိုယ်ရခန္ဓာမှာဖြစ်နေတာတွေပါလို့ရမလဲတတိထားမယ်တတိကမယ်ဖြစ်ဖြစ်မှန်းတိပေါ့အဲ့ဒါတွေးရင်တွေးမှန်းပါလေတိလိုက်အဲဒါပါတခုစားလိုက်လို့ကောင်းလိုက်ရင်လည်းဟောကောင်းတဲ့စိတ်လေးဖြစ်သွားတာကိုတိလိုက်ဒါပေမဲ့တိတဲ့နေရာမှာကောင်းလိုက်တယ်ဆိုးလိုက်တယ်ဆိုတာကပါလေလောကမြင်နေနေတိလိုက်တာအဲအဲ့ဒီပေါ်မှာပါလေဓမ္မရဲ့နောက်ကပါလေလိုက်နိုင်အောင်ကြွေးလိုက်မယ်ဟုတ်လားကောင်းတယ်မကောင်းဘူးဆိုတာပါလေလောကမြင် ဓမ္မမြင်ကြတော့ပါလေကောင်းတာဆိုတာမဟုတ်ဘူးတမန်အကြီးချင်တာလည်းပါလေသဘာဝတရားပဲဟုတ်လားအခုအတန်လေးကြားနေရတယ်ဟုတ်လားနားနဲ့တန်နဲ့တိုင်းရင်ကြားစိတ်ပေါ်နေတာလည်းပါလေသဘာဝတရားပဲဟုတ်လားအဲဒါပါတော့တယောက်ယောက်ကနောက်ဆုံးပေါ်ဒေါ်လာထွက်တာကစသူကကိုလောက်တာမဟုတ်ဘူးသဘာဝတရားလို့မြင်ဖို့လိုတယ်ဟုတ်လားဒေါ်လာလည်းကိုကထွက်ချင်တာလားလက်ကျင်မှုလေဒါပေမဲ့ဒီလိုအတန်ကြားလိုက်တာနဲ့ဒီပေါ်မှာတတိမကတ်လိုက်တာနဲ့ဘာဖြစ်လဲဒေါ်လာစိတ်ကလည်းပါလေဖြစ်လာတာပဲမဖြစ်ချင်တဲ့လို့ရလား ဟိုတတိလက်လွတ်သွားလို့ဒါဒေါတာထွက်ရဲဆိုတော့ပြန်ပြီးခေါ်ပါတယ်တတိကတ်လိုက်ဖို့ပဲလေအဒေါတာကြီးဖြစ်ရကောင်းလားဆိုပြီးတော့ပဲပြန်ပြီးတော့စိတ်ညစ်နေရမှာမျိုးဟိုမဟုတ်ဘူးပေါ့သူကဒီကပါလဲဆိုတော့ဖြစ်တိုင်းဖြစ်တိုင်းပါလေအဲတတိကတ်နေဖို့ပဲဟုတ်လားအဲဒီကတဲ့နေရာမှာပညာဟုတ်လားပညာဆိုတော့အဲ့ဒီပါလေလောကအမြင်ဓမ္မအမြင်ကိုပါတော့မလဲသိရမယ်ဟုတ်လားကောင်းနေဆိုတယ်ဟုတ်လားမကျေနပ်စရာကျေနပ်စရာဟုတ်လားငါပိုင်နေသူပိုင်နေဆိုတာပါလေအပညာပေါ့လောကအမြင်ပေါ့ personal view ပေါ့ ဓမ္မမြင်ကြတော့ငါပိုင်နာပဲဖြစ်သူပိုင်နာပဲဖြစ်တကယ်ပါလေအညာကလောက်တယ်ဟဲ့လားဟဲ့လားကောင်းနေဆိုးတယ်ဆိုရတယ်တကယ်တော့ပါလေတင်ညာပေါ့ဟဲ့လားတင်ညာက judge လုပ်နေတာတကယ်တော့ပါလေတဘာဝတရားပဲတရားကြီးကျင်တာလေဘာဝတရားလေဟဲ့လားမိုးရရနဲ့နေပူတာပဲကောင်းတယ်ဘာဝတရားပဲဒါပေမဲ့ကျွန်တော်ကပါလေတတ်မှတ်လိုက်တာပေါ့နေပူတာပူကောင်းတယ်မိုးရတာပူကောင်းတယ်ဆိုတော့ကိုယ်စိတ်ကပါလေ judge လုပ်လိုက်တာ ဟုတ်လားအဲ့လိုနားလည်ရင်တော့ပြရမလဲဓမ္မအမြင်ဖြစ်ဓမ္မအမြင်ကကြတော့ဒီမြင်မြကြားမြများနဲ့ပတ်သက်ပြီးတော့ပါလေ nature လို့မြင်တာပေါ့ဩအတဘာဝတရားပဲအနတ္တတရားပဲဒီအကြောင်းတရားတိုက်ဆိုင်ရင်ပါလေဒီတရားအနေနဲ့ဖြစ်လာတာပဲလို့သူကအကြောင်းကျိုးပေါ့တဘာဝတရားကိုပါလေအဲအဲ့အဲ့အမြင်နဲ့ကြည့်လိုက်တာပေါ့အဲ့တော့သူကနှစ်ခုလုံးနဲ့မြင်တဲ့အောင်ကြိုးစားရမယ်ပေါ့အဲ့ကောင်းရင်လည်းဒီဟင်းလေးကောင်းတယ်ဆိုရင်လည်းကောင်းတယ်လို့တော့ပြောတတ်ရမယ်ဟုတ်လားအဲဒါမှလည်းသူကလှုပ်တဲ့လူကပါအားရှိမှာပေါ့ ဟုတ်လားဒါပေမဲ့နောက်ကလည်းပါတယ်ဓမ္မမြင်လိုက်ရမယ်အဲဒီကတော့ကောင်းဆိုးဆိုတာပါလေတင်ညာကအမှတ်တင်ညာက judge လုပ်တာဒီကတော့ပါလေအဲဒီဒီလိုချက်လိုက်ဒီလိုပေါင်းဆက်ဒီလိုရတာဖြစ်မယ်ဆိုတာပါလေသဘာဝပဲဒီလိုနားလည်ရမယ်အဲဟုတ်ပါပြီအဲ့စိန်တော်တို့ဓာတုခေါ်ပြီးတော့ခဏနားလိုက်တာပေါ့ဓာတုဓာတုဓာတု